โอเคပါဗျာဒီနေ့ကျွန်တော်တို့အတူတူကလေးလာစမ်းစစ်ကြည့်ဖို့ရွေးထားတာကတော့ Edward De Bono ရဲ့စာအုပ်တအုပ်ပါ Teach your child how to think ဆိုတဲ့စာအုပ်ထဲကအတွေးအခေါ်အယူဆတချို့ပေါ့ခေါင်းစဉ်ကတော့ကလေးတွေကိုသင်ပေးဖို့ရည်ရွယ်ပုံရောက်ပြီမဲ့လေအထက်ကအချက်တွေကတကယ်တမ်းတော့လူကြီးတွေဖြစ်တဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေ အလုတ်ခွင်ကဆုံးဖြတ်ချက်တွေချတဲ့ခါမှာပါအင်မတမအတုံးဝင်တာကိုတွေ့ရမှာပါဟုတ်ပါရဲ့ရှင်ဒီစာအုပ်ကိုအချက်ခံပြီးဆွေးနွေးကြမယ်ဆိုတော့အဓိကကြည့်ချင်တာကအဲတွဲခေါ်တယ်ဆိုတာမွေးရပါ IQ ကောင်းယုံနဲ့မဆိုင်ဘူးဒါကတဲတဲချာချာလင်းချင်ယူလို့ရတဲ့ကျွမ်းကျင်မှု skill တစ်ခုဆိုတဲ့အချက်ရယ်နောက်ပြီးလူလေတွဲခေါ်မှုနဲ့ပတ်သက်ပြီးအထင်မှားတကြတဲ့အချက်တချို့ပေါ့နော်ပြီးတော့ဟိုဒီ six thinking hats လို့မျိုးလက်တွေ့ကြပြီးတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့တွဲခေါ်မှုနီးစနစ်တွေအကြောင်းကိုအဓိကထားဆွေးနွေးတွားချင်ပါတယ်ဟုတ်ကဲ့ အဲ့ဒီမှာစိတ်ဝင်စားလျက်အကောင့်ဆိုအချက်တခုနဲ့စကြည့်ရအောင်လားဒီဘိုးနိုပြောတဲ့ intelligence trap ဆိုတာလေအင်းအဲ့ကတတော်များများထင်နေကြပုံစံနဲ့ဆန့်ကျင်ဖို့လူတစ်ယောက်ကဉာဏ်အရန်ကောင်းလုံးနေရကပဲတခိုင်လေးသူ့ရဲ့ထွေးခွန်နိုင်စွမ်းကိုအဟန့်အတားဖြစ်သွားစေနိုင်တယ်ဆိုတာမျိုးဟုတ်လားဘလို့မျိုးလဲဘာလို့လဲဆိုရလိဉာဏ်ကောင်းတဲ့တူလေးကသူတို့မြင်ဖန်တယ်ဆိုတာတတိပြဖို့သူတို့ထင်တာကိုကာကွယ်ဖို့မတိတ်တော်လွန်းတော့ အဲအချောင်းရတစ်ခုကိုဗတ်ပေါင်းစုံကနေစူးစောင်းဖို့အမြင်တက်တက်ရှားဖို့ကြတော့အားနဲ့တွားတတ်ကြစားတယ်သူရိုင်းညံကိုအမြင်ကောက်ွယ်ဖို့ပဲတုံးညင်မိတာမျိုးဖြစ်သွားတတ်တယ်လို့ဆိုလိုတာရှင်။ဩသူဥမပေးထားတာကကားကောင်းတစ်စီးကဘလောက်ပဲမြန်မြန်ကျွမ်းကျင်တဲ့ကောင်းမွန်တမမရှိရင်အလကားပဲလေအဲ့လိုပဲထွေးခေါ်မှုကျွမ်းကျင်မှုဆိုတာကကို့မှာရှိတဲ့ညံ့ညီဆိုတဲ့ဆွမ်းအားကြီးကိုဘလို့ထိထိရရောက်တုံးမလဲဆိုတာလည်းညွန့်ပေးတဲ့အရေးချင်းပဲညံကောင်းတိုင်းထွေးခေါ်မှုကောင်းတာမဟုတ်ဘူးဆိုတော့อืม ဆိုတော့တွေးခေါ်မှုကလေ့ကျင့်လို့ရတဲ့ skill တစ်ခုဆိုရင်ကျွန်တော်တို့ရဲ့ပညာရေးစနစ်တွေကကောဗျာဒီ skill ကို လုံလောက်အောင်အားပေးနေရလားတဘွန်တို့ရဲ့အမြင်ကတော့ ပညာရေးအများစုကအချက်အလက်တွေ information နဲ့မတ်တာစုဆောင်းကိုကိုပဲအဓိကအာရုံစိုက်နေကြပြီးတော့တွေးခေါ်မှုကျွမ်းကျင်မှု thinking skills ကိုတည်တည်ချာချာသင်ပေးဖို့တော့လည်လူရှုထားကြတယ်လို့ဆိုပါတယ်ရှင်။ကျောင်းတွေမှာအဓိက လေ့ကျင့်ပေးနေကြတာက reactive thinking ပေါ့နော်။တုံ့ပြန်တွေးခေါ်ခြင်းဆိုတဲ့ပုံစံမျိုး reactive thinking ဆိုတာ ဟုတ်ကဲ့။စာမေးခွန်းဖြေတာတို့ဆရာမေးတာပြန်ဖြေတာသင်ခန်းစာတွေကပြဿနာလေးတွေရှင်းတာမျိုးတွေပေါ့နော်။ဒါတွေကအသုံးဝင်ပေမဲ့လစ်တွေ့ဘဝမှာတကယ်တကယ်လိုအပ်တဲ့ proactive thinking အတော်တော့မလုံလောက်ဘူးလို့သူကဆိုတယ်။ proactive thinking အရှိကြိုတွေးခေါ်ခြင်းဆိုတာကတော့အဲ့လိုမျိုးတွေပါဝင်တာပေါ့။နောက်ထပ်သူအလေးပေးတဲ့အရေးကြီးတဲ့အယူအဆတစ်ခုက operacy လို့ခေါ်တဲ့လှုပ်ဆောင်ခြင်းကျွမ်းကျင်မှုပါ။ operacy ဟုတ်ကဲ့။ ဒါကစာတီယုံတွေးတဲ့ယုံတွေမဟုတ်ပဲနဲ့လေလက်တွေ့မှာအကောင့်ထေ490စွန့်ရီကိုဆိုလိုတာရှင်อืมသူကအစင်လာသွေးခေါ်နည်းတွေကိုလည်းဝေဖန်ထားသေးတယ်နော်အထူးသဖြင့်အမောက်တိုင်းမှာအာရန်ကောင်းတဲ့ critical thinking ပေါ့ဝေဖန်ပိုင်းခြားသွေးခေါ်တင်ဒါကလူတိုင်းနည်းပါအရာအရေးကြီးတယ်လို့သတ်မှတ်ထားတဲ့အရေးချင်းမို့လားပဲမဟုတ်ပါလေရှင် critical thinking ကအရေးမကြီးဘူးလို့သူကမပြောပါဘူးအမားရှာဖို့အားနည်းချက်ထောက်ပြကိုတခုခုကယုတိရှိရလားစစ်ဆေးဖို့အတွက်တော့အရန်အသုံးဝင်သေးကောနော်ဟုတ်ကဲ့ဒါလည်းပြဿနာက critical thinking တခုတည်းကအသက်တည်ဆောက်ဖို့ constructive ဖြစ်ဖို့အသက်ဖန်တီးဖို့ creative ဖြစ်ဖို့အတွက်ကြတော့လုံလောက်တဲ့ကိရိယာမဟုတ်ဘူးလို့သူကမြင်တယ်။အော်အနောက်တိုင်းတွေးခေါ်မှုအစဉ်လာက argument ပေါ့။အင်းရင်အခုလို့တာ တဖက်ကိုအနိုင်ယူဖို့ကြိုးစားတာ adversarial system ပေါ်မှာအခြေခံလုံးလေလို့သူကဆိုတယ်။ငါမှန်တယ်မိမားတယ်ဆိုတာပုံစံမျိုးပေါ့လေ။ဟွန်းအဲ့လိုအငင်းပွားမှုတွေကအဖြေတစ်ခုခုတော့ထွက်လာနိုင်မယ်မဲ့။ဟုတ်တယ်။ဒါမှအမြင်နဲ့အကောင်းဆုံးအဖြေကိုရောက်စေတာတော့မဟုတ်ဘူး။ရှာဖွေစူးစမ်းမှုလို့ပူးပေါင်းဆောင်ရွက်မှုတွေကိုတော့အဟန့်အတားဖြစ်စေနိုင်နေရှင်း။ဒီဇိုင်းဆွဲရတာမျိုးအစိပ်ပိုင်းတွေကိုပေါင်းဆက်ပြီးအဖြစ်တစ်ခုစနစ်တစ်ခုတိဆောက်ရတဲ့တွေးခေါ်မှုမျိုးအတစ်တီထွန်ဖန်တီးမှုမျိုးတွေက လူဖွဲ့စည်းတိုးတက်ဖို့အင်မတန်အရေးကြီးပေမယ့်ပညာရေးမှာရောရေဖြည့်လူဖွဲ့ကြီးမှာပါလစ်လူရှုခံထားရတယ်လို့ဒီဘော်နိုကထောက်ပြတယ်။ Now to ပြောတဲ့အရေးကြီးတဲ့အချက်တစ်ခုက logic ကျိုးကြောင်စင်ချင်းမှုထက် perception အမြင်ခံယူချက်က ပိုပြီးအရေးပါတတ်တယ်ဆိုတာပဲ။ဒါကိုကြားလိုက်ရင်နည်းနည်းတော့ထူးဆန်းနေသလိုပဲ။ logic ကအထိကမဟုတ်ဘူးလားဗျာ။ဒီအချက်ကတကယ်ကိုအရေးကြီးပါတယ်ရှင်။ လူတွေရဲ့တွေးခေါ်မှုအမားယွင်းတွေရဲ့85%လောက်ကလေ logic သုံးတာမားလို့မဟုတ်ဘဲနဲ့အစကတည်းကအခြေအနေကိုမြင်တဲ့အမြင် perception လွဲမားနေတာကြောင့်ဖြစ်တတ်တယ်လို့တပိုနိုကခံမှန်းခါတာဟုတ်လား85%တော့ဟုတ်ကဲ့သူကဥပမာပေးထားတာက logic ကကား engine နဲ့တူတယ်တဲ့ perception ကကားရဲ့ဘီးတွေနဲ့တူတယ် engine ဘလောက်ကောင်းကောင်းဘီးတွေလမ်းကြောင်းမှာနေอืม မိတွေကလမ်းကြောင်းမှန်ပေါ်မရောက်ရင် မာတယ်လမ်းကိုဦးတည်နေရလကားပဲပေါ့ဆိုလိုတာကကိုကချက်အလက်တွေကိုဘလို့ဖောင်းခက်ပြီးမြင်တယ်လဲအခြေအနေကိုဘလို့အထိပယ်ဖွင့်တယ်လဲဆိုတဲ့ perception ပေါ်မူတည်ပြီးမှ logic ကအလုံးလုံးကလေဒါကြောင့်ကိုရဲ့ perception ကိုပိုကျဲပြတ်အောင်ဖဆုံကကြည့်တတ်အောင်အမြင်တစ်တွေရှောက်ဖွေးနိုင်အောင် လေ့ကျင့်ဖို့ကအရင်လိုအပ်တယ်လို့သူကဆိုလိုတာပါဒါဆိုစိတ်ခံစားချက်တွေ emotions to intuition အလိုလိုတိစိတ်တို့ကရော့ တွေးခေါ်မှုမှာဘလို့နေရာက ပါဝင်လဲဗျာ rational ထအောင်တာတွေကိုလုံးဝဖယ်ထုတ်ထားတင်တာလားဒီနေရာမှာလဲတဘုံတို့ရဲ့အမြင်ကစိတ်ဝင်စားဖို့ကောင်းတယ်ရှင်သူကစိတ်ခံစားချက်တွေကိုလုံးဝဖယ်ထုတ်ခဲ့ဖို့မပြောဘူးတကယ်တော့စိတ်ခံစားချက်တွေကတွေးခေါ်မှုရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုပဲလေဟုတ်ကဲ့ဒါနဲ့ပဲပြဿနာကစိတ်ခံစားချက်တွေကိုမစီမချင်းထွားမှုခံလိုက်တဲ့အခါမှာဖြစ်တတ်တာ ဒါကြောင့်သူကစိတ်ခံစားချက်တီကိုတတိရှိရှိနဲ့သူ့နေရာနဲ့သူအတိမှတ်ပြပြီးထက်သွင်းစဉ်းစားဖို့နီးလန့်ဒီပေးထားတယ်အထူးသဖြင့်ဥရင် six thinking huts တဲ့က red head ပေါ့ဥထုတ်နီအော် red head ဟုတ်ကဲ့အဲ့ဒါကစိတ်ခံစားချက်တီအတွင်းစိတ်ခံစားမှုတွေ hunch လို့ခေါ်တယ်ဂျူဒင်ခံမှန်းချက်တီကိုကြိုးချောင်းပြချက်ပေးစရာမလိုပဲပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုခွင့်ပေးတဲ့ကိရိယာတစ်ခုပဲရှင်ဒါကအဖွဲလိုက်ဆွေးနွေးမှုတွေမှာဆိုရင်အထူးသဖြင့်သုံးဝင်တယ် လူတွေမကျေနပ်မှုစိုးရိမ်မှုဒါမှမဟုတ်အကောင်းမြင်စိတ်တွေကိုအတိမတ်ပြုလိုက်တဲ့အခါရှေ့ဆက်ဖို့ပိုပြီးအဆင်ပြေသွားစေတတ်တယ်။အဲ့ဒါတကယ်လက်တွေ့ကြမယ်ပုံပဲဗျာ။ဒါဆိုရင်ဒီ six thinking head ဆိုတဲ့နီလန်းကိုနည်းနည်းပို့ပြီးတော့ရှင်းပြပေးပါလား။ဒါကဒီဘိုလိုရဲ့အကျော်ကြားဆုံး concept တွေထဲကတစ်ခုလို့ပြောလို့ရမယ်ထင်တယ်ဗျာ။ဟုတ်ပါတယ်။ six thinking head ရဲ့ဒီက idea ကအရင်ရိုးရှင်းပြီးတော့အစွမ်းလဲထောက်ပါတယ်ရှင်။လူတွေရဲ့ဦးနှုတ်ကအချိန်တည်းမှာအချက်အလက်တွေစဉ်းစားစိတ်ခံစားချက်တွေခံစားအစိုးမြင်တာတွေတွေး အကောင်းမြင်တာတွေမျောလင့်အကြံတစ်တွေထုတ်ဖို့စ조사အဲအားလုံးကိုတပြိုင်နက်တည်းလုတ်ဖို့조사တဲ့အခါမှာရှုပ်ထွေးသွားပြီးထိရောက်မှုမရှိတော့ဘူးဟုတ်အညာခုံတွေဖြစ်လာတော့မှန်ပါတယ်ဒီတော့ sick heads ကဘာလို့ပေးလဲဆိုတော့တွေးခေါ်မှုပုံစံတွေကိုဥထုတ်အယောင်6မျိုးနဲ့ခွဲခြားတတ်မှတ်လိုက်တယ်ပြီးတော့တစ်ချိန်မှာလူတိုင်းကဥထုတ်အယောင်တစ်မျိုးတည်းကိုပဲစောင်းပြီးတော့အဲ့ဒီဥထုတ်နဲ့တက်ဆိုင်တဲ့တွေးခေါ်မှုပုံစံတစ်မျိုးတည်းကိုပဲအတူတကွာအာယုံစိုက်ကြတယ်ပေါ့ Parallel thinking လို့ခေါ်ရလား ဟုတ်ပါရဲ့ရှင့် parallel thinking ပေါ့ပြန်တူတွဲခေါ်ခြင်းပေါ့တယောက်နဲ့တယောက်အငင်းအခုံလုံးနေမြန်စားအားလုံးကဥတီချက်တစ်ခုတည်းကိုအတူတူကြည့်ကြတဲ့သဘောမျိုးဒါကြောင့်အစည်းဝေးတွေမှာအချိန်ကုန်လူဝင်ပန်းစတဲ့အငင်းပွားမှုတွေတိတိတတ်တာယွတ်နေသွားပြီးပူပေါင်းဆောင်ရွက်မှုကိုအားပေးတဲ့ပိုးပြီးတီထွင်ဖန်တီးနိုင်လာတဲ့ရှင့်တူးချင်းတွဲခေါ်တဲ့အခါမှာလဲကိုယ့်အတွေးတွေကိုပို့ပြီးရှင်းရှင်းလင်းလင်းနဲ့စနစ်တကျဖြစ်အောင်အသုံးချနိုင်ပါတယ်ဂျပန်က NTT လို့ကုမ္ပဏီကြီးတွေတောင်သုံးတယ်ဆိုပဲ ဟုတ်ကဲ့အစည်းအဝေးတဲ့ထီအောင်မှုကိုမြင့်ကျင်ဖို့ဒီနီလန်းကိုအောင်မြင်စွာအသုံးချခဲ့တဲ့တာရကလည်းရှိပါတယ်ရှင်။အရင်စီဝင်စာကိုကောင်းတယ်ဗျာ။ဥထုပ်တလုံးရင်းစီရဲ့အဒီပယ်ကိုအကျဉ်းချိုးလေးပြောပြပေးနိုင်မလား။ရပါတယ်ရှင်။ဖတ်မှတ်ဆုံး white head ဥထုပ်ဖြူပေါ့။စက်ကုဖြူလိုပဲကြားနေ neutral ဖြစ်တယ်။အချက်လက် facts တွေကင်းကနန် figures တွေကိုပဲအယုံဆိုင်တယ်။အချက်လက်တသက်။ဟုတ်ကဲ့။ဘာအချက်လက်တွေရှိပြီးသားလဲ။ဘာတွေလိုအပ်သေးလဲဘလို့ရနိုင်မလဲ။စရာကိုပဲကြည့်တယ်။ ကိုယ်အမြင်ခံစားချက်အငင်းအခုံကြီးလုံးမမပါဘူး။တရင်အချက်လက်ဆူဆောင်းတို့လိုပေါ့နော်။ဟုတ်ကဲ့။နောက် red hat ဥထုံနီမိနဲ့တွေးလို့ပဲစိတ်ခံစားချက် emotions အတွင်းစိတ်ခံစားမှု feelings ကျိုးတင်ခံမှန်းချက် hunch intuition နဲ့ပတ်သက်တဲ့ဒီဥထုံဆောင်းထားချိန်မှာကိုယ်ခံစားချက်ကိုပုံမွေလင်းလင်းပြောခွင့်ရှိခဲ့။အရေးကြီးတာကဘာကြောင့်ဒီလိုခံစားရလဲဆိုတာကြိုးကြောင်းပြဖို့ကောက်ွယ်ပြောဆိုတော့မလုံလို့ရှင့်။อืมကျွန်တော်မကြိုက်ဘူး။တောင်းမှု ဒါလုတ်ချစ်မယ်ထင်တယ်ဆိုတာမျိုးပေါ့ဟုတ်ပါတယ်အဲ့လိုမျိုးပြီးတော့ black head ဥထုံနဲ့ဒါကတရားသူကြီးရဲ့ဝီယုံလို့တတိထားမှု caution စင်ချင်မှုဝေဖန်ပိုင်းခြားမှုကိုခေါ်စားပြုတယ်အနေနဲ့ risk အနေချက် weaknesses ဖြစ်နိုင်ချေရှိတဲ့ပြဿနာ potential problems ကိုရှာဖွေတယ်ဘာကြောင့်အလုံးမထင်နိုင်ဘူးလဲဆိုတာကိုကြည့်တာပေါ့ဟုတ်တယ်ကြိုးကြောင်းစီလော်စွာ logical reasons နဲ့ထောက်ပြတာပေါ့ဒါကရေးကြည့်တဲ့ဥထုံပါမစင်မချင်းလုံမိတာမျိုးခဏကံွယ်ပေးတယ် ဒါပေမဲ့သူ့ကိုချီးပဲအတုံးများလုံးရင်ကောအကြံဉာဏ်ကောင်းတွေကိုအစကတည်းကပယ်ပစ်လိုက်တာမျိုးဖြစ်တတ်တယ်လေဟုတ်ကဲ့ပြီးတော့ yellow head ဥထုတ်ွားနေအောင်ချီလို့အကောင်းမြင်မှု optimism အကျိုးကျေးဇူး benefits တန်ဖိုး value တွေကိုရှာဖွေတယ်။ဘာကြောင့်တည်းကြံစီစဉ်အလုပ်ဖြစ်နိုင်လဲ။ဘာအကျိုးကျေးဇူးတွေရှိလာနိုင်မလဲဆိုတာကိုအကြောင်းပြချက်ခိုင်ခိုင်မာမာနဲ့တင်ပြရတယ်။ဥထုတ်နဲ့ရဲ့ဆန့်ကျင်ဘတ်ပေါ့။ ဒါမဲ့မျက်စိမိတ်အကောင့်မြင်တာမျိုးမဟုတ်ဘူးနော်မဟုတ်ပါဘူးရှင်အကျိုးကျေးဇူးတွေကိုတကယ်ရှာဖွေပြီးဘာကြောင့်ဖြစ်နိုင်လဲဆိုတာကိုယွတိရှိရှိထောက်ပြတာပါပြီးရင် green hat ဥထုစိန်တစ်ပင်ညက်ခင်းလိုမျိုးစိကနေအပင်ပေါက်လာတာမျိုးတီထွင်ဖန်တီးမှု creativity အသစ်ဖြစ်ထုံးမှု growth စိတ်ကူးစိတ်တန်းတည်တည် new ideas အခြားရွေးချယ်စရာနည်းလမ်းတွေ alternatives ကိုရှာဖွေလေ what if how else ဆိုတဲ့မိကွန်းဒီမေးတာမျိုးလားဟုတ်ပါတယ် ရှိပြီးတာကြံကြံကိုပိုကောင်းအောင်လုပ်တာလုံးဝကြံတစ်တီထုတ်တာမျိုးတွေလုပ်တယ်။ကံသက်ချစ်တွေကိုစိန်ခေါ်ကြည့်တာမျိုးပေါ့လေ။နောက်ဆုံး blue head ဦးထုတ်ပြ။ဒါကကောင်းကင်ကြီးလို့အားလုံးကိုအပေါ်စီးနေနဲ့ခြုံငုံကြည့်ရ overview ပေါ့။လုပ်ငန်းစဉ်ကိုထိန်းချုပ်တာ process control ပါ။ thinking about thinking လို့ပြောတာလား။ဟုတ်ကဲ့။သူကတွေးခေါ်မှုလုပ်ငန်းစဉ်ကိုလိုင်းကိုစီမံခန့်ခွဲတယ်။အစည်းအဝေးအားစမှာရည်ရွယ်ချက်သတ်မှတ်တာဘဲဥထုတ်ကိုဘဲချိန်မှာသုံးမလဲစီစဉ်ဆွဲတာ ဆွေးနွေးမှုလမ်းကြောင်းမလွဲအောင်ထိန်းတာအချိန်ကိုစီမံတာအနှစ်ချုပ်တာနောက်ပါဆက်လုပ်မလဲဆုံးဖြတ်တာတွေလုပ်တယ်။များတော့အဖင်အစည်းအဝေးကိုဥဆောင်သူကဒီဥထုပ်ကိုအဓိကသုံးပါတယ်ရှင်။ရှင်းလင်းသွားပါပြီဗျာ။ဒီဥထုပ်တွေကိုလက်တွေ့မှာဘယ်လိုသုံးကြလဲ။အမြင်နာအဖြူအနီ အနက်အဲ့လိုအစင်းလိုက်သုံးရလား။ဒါမှမဟုတ်လိုအပ်တယ်လို့ပြောင်းသုံးလို့ရတယ်လားဗျာ။နီလာနှမျိုးရှိပါတယ်ရှင်။တမျိုးက occasional use လို့ခေါ်တဲ့ လိုအပ်တယ်လို့ကြုံတယ်လို့သုံးတာဥပမာအစည်းအဝေးမှာအငင်းခွန်ထွတ်တော့မယ်ဆိုရင်ကဲအောင်လုံးခဏရက်ဥထုံနဲ့ခဏဆောင်ပြီးဒီအကြံရဲ့အနည်းငယ်လေးပဲအာယုံဆိုင်ပြောကြည့်ကြအောင်ဆိုပြီးခဏတာသုံးခိုင်းလိုက်တာမျိုးပေါ့ဟွန်းဒါမှမဟုတ်ခန်းစားချက်တွေပြောဖို့ red hat နှမနဲ့သုံးမယ်ဆိုတာမျိုးဟုတ်ပါတယ်နောက်တစ်မျိုးကတော့ systematic use ပေါ့စနစ်တကြကအစည်းအဝေးဆွဲပြီးဥထုပ်တွေကိုတလုံးပြီးတလုံးသုံးသွားတာ ဘလို့အစည်းစနစ်သုံးမလဲဆိုတာကတော့ဆွေးနွေးမဲ့အကြောင်းအရာရည်ရွယ်ချက်ပေါ်မူတည်ပြီးပြောင်းလဲပြင်လဲရှိပါရဲ့ရှင်။တိကျတည်ချတဲ့ sequence တစ်ခုတည်းကိုပဲအမြဲသုံးရမယ်လို့မဆိုလိုပါဘူး။ဥပမာတစ်ခုလောက်။ဥမာအကြံဉာဏ်တစ်ခုကိုသုံးဆက်မယ်ဆိုပါတော့အရင်ဆုံးဥထုပ် plan နဲ့ဘာလို့ကြမလဲအစည်းစဉ်ဆွဲမယ်။ပြီးရင်ဥထုပ် cue နဲ့အချက်လက်စုမယ်။ဥထုပ်စိမ့်နဲ့ထခြားနည်းလမ်းတွေရှောင်မယ်။ဥထုပ်ဝါနဲ့အကျိုးကျေးဇူးကြည့်မယ်။ ဥထုတ်နတ်နဲ့အန္တရာယ်စစ်မယ်ဥထုတ်နီနဲ့ခန်းစားချက်ပြောမယ်နောက်ဆုံးဥထုတ်ပြနဲ့အနှစ်ချုပ်ပြီးဆုံးဖက်ချက်ချမယ်ဆိုတာမျိုးလုပ်နိုင်တယ်လေဒါကဥမာတစ်ခုပါအဓိကတော့အချင်းဒီပုံမူတီလီဥထုပ်ပြာကလမ်းညွန်မူပေးရတာမျိုးပါ six hacks ကတကယ်အစွမ်းထတဲ့ကိရိယာတစ်ခုပဲဗျဒါပေမဲ့ဒေဘုန်းတို့ကဒီတစ်ခုတည်းကိုပဲပြောတာမဟုတ်ဘူးနော် တခြားတွေးခေါ်မှုကိရိယာ tools တွေအများကြီးရှိတယ်လို့သိရတယ်စာအုပ်ထဲမှာလို့ပဲအတိအကျပါပဲရှင်ဒီဘုန်းတော်ကတွေးခေါ်မှုဆိုတာကိုလက်သမားတယောက်ရဲ့အလုံးနဲ့နိုင်ရှင်ထားတယ်လက်သမားတယောက်မှာ law to sock ဆိုတဲ့တိချကိရိယာတွေရှိတယ်လို့ပဲတွေးခေါ်မှုမှာလည်းတိချကိရိယာတွေလိုအပ်တယ်လို့သူကဆိုတယ် success ကအဲ့ဒီကိရိယာတွေထက်ကတခုပေါ့တခြားနာမည်ကြီးတဲ့ကိရိယာတွေဟုတ်ကဲ့အများကြီးရှိပါသေးတယ်ဥပမာ CIN app ဆိုတာ ဆုံးဖြတ်ချက်မချခင်ထက်သွင်းစဉ်းစားတဲ့အချက်အလုံးကိုစရင်လုတ်ခိုင်းတာ PMI ဆိုတာအကျဉ်းတစ်ခုရဲ့အပေါင်းလက္ခဏာအနှုန်လက္ခဏာနဲ့စိတ်ဝင်စားစရာအချက်တွေကိုတခြားစီစဉ်းစားခိုင်းတာ PMI ကမရလွယ်တယ်နော် plus minus interesting ဟုတ်ကဲ့လွယ်ပါတယ် now OPV ဆိုတာဒီကိစ္စနဲ့ပတ်သက်တဲ့တခြားသူတွေရဲ့အမြင် ရှုထောင့်တွေကိုစဉ်းစားခိုင်းတာ CNS ကလုံလိုက်ရင်ဖြစ်လာမယ့်အကျိုးဆက်နဲ့ရရှိနောက်ဆက်တွဲတွေကိုကြိုတွဲခိုင်းတာအကျိုးဆက်နဲ့နောက်ဆက်တွဲอืม AGO ဆိုတာလုံဆောင်ချက်တစ်ခုရဲ့ရည်မှန်းချက်ပန်းတိုင်းရည်ရွယ်ချက်တွေကိုရှင်းရှင်းလင်းလင်းထည့်အောင်လုပ်ခိုင်းတာ FIP ကတော့အရေးအကြီးဆုံးဦးစားပေးအချက်တွေကိုရွေးချယ်ခိုင်းတာပေါ့ဒီလိုကိရိယာတွေအများကြီးပဲရှင် Attention directing tools look out is so ပဲဟုတ်ပါပဲအာယုံဆိုင်မှုကိုလဲညွန့်ပေးကိရိယာများပေါ့ တခုချင်းစီကတီးခြားရည်ရွယ်ချက်တခုအတွက်ကိုယ့်ရဲ့အာယုံဆိုင်မှုကိုတိတိကျကျလမ်းညွှန်ပေးလေ။စာအုပ်ရဲ့တိဆောက်ပုံကိုသူက necklace structure လေဆွဲတိဆောက်ပုံလိုတင်စားထားတာကလည်းမှတ်သားစရာပဲရှင်။လေဆွဲတိဆောက်ပုံဟုတ်ကဲ့လေဆွဲမှာပူဒီစစ်တလုံးချင်းစီကတူတန်ဖို့နဲ့သူရှိသလိုပဲဒီစာအုပ်ထဲကတွေးခွန်လို့ကြိယာတစ်ခုချင်းစီအလေးကျင့်တစ်ခုချင်းစီကလည်းသူ့ပါတာသူတိချရေးလာပြီးလက်တွေ့အသုံးချလို့ရရဲ့ ဥမာ PMI 2ကိုပဲတင်ပြီးအမြဲသုံးနေလို့ရတယ်ပေါ့ဒါပေမဲ့ပူရိစေးအားလုံးကိုတီးလိမ့်မှလပတဲ့လေဆွဲစီဖြစ်လာသလိုဒီကရိယာတွေနီလန်းနေအားလုံးကိုကျွမ်းကျင်လာတဲ့အခါပိုပြီးပြည့်စုံပြီးအားကောင်းတဲ့တွေးခေါ်မှုစွမ်းရည်ပိုင်ဆိုင်လာမှာဖြစ်တယ်လို့ဆိုလိုတာပါဆိုတော့ကရိယာတခုချင်းစီကအသုံးဝင်သလိုပေါင်းစည်းလိုက်ရင်ပိုအားကောင်းပေါ်တာပေါ့နော်ကျန်ကလေးတွေရော လူကြီးတွေရောတုံးလို့ရတယ်နော်ဟုတ်ကဲ့ ဒီကိရိယာအများစုကရိုးရှင်းတော့ကလေးတွေကိုသင်ပေးဖို့လဲတင့်တော်သလိုလူကြီးတွေအတွက်လဲအလွယ်တကူအသုံးချနိုင်ပါတယ်ရှင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်တွေးခေါ်ရဆိုတာရှုပ်ဝါးစမ်းကြတဲ့မွေးရပါစွန့်ရတခုမဟုတ်ပဲနဲ့စနစ်တကျသင်ယူလေ့ကျင့်လို့ရတယ်လက်တွေ့ကြတယ်ကျွမ်းကျင်မှုတခုဆိုတာပိုပြီးရှင်းရှင်းလင်းမြင်လာတယ်ဗျ Six thinking heads လို့ကိရိယာတွေကရှုပ်ထွေးတဲ့အတွေ့တွေကိုစနစ်တကျကြိုက်တွဲဖို့အထူးသဖြင့် parallel thinking ကအဖွဲ့လိုက်လှုပ်ဆောင်တဲ့အခါ အငင်းပွားမှုတွေရှော့ချပြီးပိုထျောက်တွေရလက်တွေရဟုအများကြီးအထောက်ကူပြုနေပုံရတယ်။တယောက်ကိုတယောက်ကိုက်ခိုင်းနေတာတဲ့အလုံးကပြဿနာကိုအတူတူမျက်နာမှုဖြေရှင်းကြတဲ့ပုံစံမျိုးဖြစ်လာစေတာကိုတွတ်တွတ်သဘောကျမိတယ်ဗျာ။အရေးကြီးဆုံးကတော့လေဒီကိရာတွေအယူဆတွေကိုသိရှိနားလည်ုံတင်မဟုတ်ဘဲနဲ့လက်တွေ့ပွားမှာတတိတရားနဲ့တကယ်အတုံးချက်ကြည့်ဖို့ပါပဲရှင်။စာတွေ့တည်တာနဲ့လက်တွေ့လှုပ်ကြည့်တာကကွာခြားတတ်တယ်လေ။ဟုတ်ပဲ။လက်တွေ့အထုံးချမှုကအထူးကပေါ့။ဟိုကြိုတင်စင်ကျင်ဖို့ black hat ကိုပဲဖြစ်ဖြစ်အရှေ့ရောက်ကြုံတွေ့လာနိုင်တဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုခုချတဲ့အခါမှာအဲ့ရွေးထားတဲ့ကြိယာကိုတေးသေးချာချာတတိထားပြီးအသုံးကျကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ပုံမှန်တွေးခေါ်ချင်းကပုံနဲ့ပါလေကွာခြားသွားမလဲဘလို့ထိုးရင်းတိမြင်မှုအတစ်တွေဒါမှမဟုတ်ဘလို့ကွဲပြားတဲ့ရလက်တွေထွက်ပေါ်လာနိုင်မလဲဒီအချက်လေးလို့ကိုယ်တိုင်စမ်းသပ်ကြည့်ခြင်းအားဖြင့်ဒီဆွေးနွေးမှုကနေတကယ်လက်တွေ့ကြိုးကျစုရနိုင်လိမ့်မယ်လို့မျှော်လင့်ပါရဲ့ရှင်။ကောင်းလိုက်တဲ့အချက်ပါပဲဗျာ။ ဒီနေ့ဒီအကြောင်းအရာတွေကို အတူတကွစိတ်ဝင်စားစားလေ့လာဆန်းစစ်ခဲ့ကြတဲ့အတွက်ကျေးဇူးများရေးတင်ပါတယ်ဗျာ။